ဖီဖာရဲ့ပထမဆုံးအကြိမ်အသင်းရဲ့အတွက်တိုးမြင့်ထားတဲ့ကလပ်ကဘာဖလားမှာစုချင်းငွေဒေါ်လာ1ဘီလီယံအထိရှိနေပြီမဲ့ပြန်ပွဲကိုတော့ကျယ်ပွန်ကစားသမားတချို့လွှဲချော်ကြမှာဖြစ်ပါတယ်။ဒီပတ်ပိတ်ရောက်မှာပြန်ပွဲစတင်တာနဲ့အမျှ American ပြည်တော်စုတဝမ်းကအာကစားကွင်းတွေကိုအသက်ဝင်စီတော့မှမဟုတ်တဲ့ဘောလုံးသမား9ယောက်ကို AFP Sport ကအလေးပေးဖော်ပြထားပါတယ်။ Mohammed Salah Liverpool Liverpool အသင်းကအင်္ဂလန်ချန်ပီယံဖြစ်ပြီးဆုံးခဲ့ပြီမဲ့ စပိန်ရဲ့ဘာစီလိုနာအီတလီရဲ့နပိုလီယန်တို့လိုပဲရှုပ်ထွေးတဲ့ဝင်ခွင့်စနစ်ကြောင့်ကလပ်ကပါဖလားမှာပါဝင်နိုင်မှာမဟုတ်ပါဘူးဆိုလိုရာကပရီးမီးယားလိဂ်မှာသွင်းဂိုး၂၉ဂိုးဖန်တီးမှု၁၈ကြိမ်နဲ့အတူဂိုးပါဝင်ပတ်သက်မှု၁၀ကြိမ်တင်ထားတဲ့အီဂျက်တောင်ပံကစားသမားဆာလာဟာပြိုင်ပွဲကိုလွဲချော်မှာဖြစ်ပါတယ်ရာသီနှောင်းပိုင်းမှာစွမ်းဆောင်ရည်ကျဆင်းလာတာနဲ့အတူပင်မနဲ့ရာသီတစ်ခုအပြီးမှာဇာလာဟာနွေရာသီအနားရတာကိုသိပြီးစိတ်ပြက်မိမှာတော့မဟုတ်ပါဘူး။ တောင်ပန်ကစားသမားဟာကမ်းခြေမှာနေပူစားလုံတဲ့ပုံကို Instagram မှာတင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းအာဖရိကဘောလုံးလောကရဲ့ icon ဆာလာအသင်းကောင်းဆောင် Vajian Beldijk နဲ့တခြားအသင်းပေါ်တွေဟာသူတို့ကို Champion League မှာအနိုင်ယူခဲ့တဲ့ Paris Saint-Germain နဲ့ပြန်လည်ရင်ဆိုင်ရမယ့်အခွင့်အရေးကိုလွဲချော်လိုက်ရတာကတော့စိတ်မကောင်းဖြစ်မိမှာပါ။လီဗာပူးအပြောင်းအရွှေ့မှာပြတ်မှတ်ထားခံရသူဖလိုရီယန်ဝက်စ်ကလည်းပါဝင်နိုင်မှာမဟုတ်ပါဘူး။ တို့အတင်ဘိုင်ယန်လေးပါးကုစင်ကဝင်ခွင့်မရခဲ့လို့ဖြစ်ပါတယ်။လာမင်ယာမဲလ်ဘာစီလိုနာဒီယာဒီဘောလုံးလောကမှာဘယ်ကစားသမားမှဘာစီလိုနာရဲ့18နှစ်သားကျယ်ပွင့်လာမင်ယာမဲလ်လောက်စိတ်လှုပ်ရှားမှုပေးနိုင်စွမ်းမရှိပါဘူး။စပိန်တောင်ပံကစားသမားဟာဒီယာဒီမှာကလပ်အတွက်မယုံနိုင်စရာစွမ်းဆောင်ရည်တွေပြသခဲ့ပြီးဘလွန်တီယော်ဆူရဖို့ရည်ပန်းစားနေတဲ့ကစားသမားတွေတဲကတယောက်ပါ။ယာမဲလ်ရဲ့ရင်သက်ရှုမောပွဲဒရစ်ဘလင်းတွေနဲ့ထူးခြားတဲ့စွမ်းဆောင်ရည်တွေကြောင့် သူဟာလက်ရှိကမ္ဘာပေါ်လုံးလောကရဲ့အကြီးမားဆုံးဆွဲဆောင်မှုတွေတက်ကတယောက်ပါသူ့ကိုဘာစီလိုနာကတဝင်းကစားသမားဟောင်းလီယိုနယ်မက်ဆီနဲ့မကြာခဏနှိုင်းယှဉ်ကြပါတယ်ဒါပေမဲ့စပိန်ချန်ပီယံတွေပါဝင်ခြင်းမရှိတာကအင်တာမိုင်ယာမီမှာကစားနေတဲ့အာဂျင်တီးနားကျယ်ပွင့်ရင်ဆိုင်ရမယ့်တခုတည်းသောအခွင့်အရေးကိုလွှဲချော်ခဲ့တာဖြစ်နိုင်ပါတယ်။ဘာစီလိုနာရဲ့ရာဖင်ညာ၊ကွင်းလက်အကျော်မော၊ပက်ဒရီနဲ့ဝိုင်းရင်တိုက်စစ်မှုရောဘတ်လီဝါဒေါစကီတို့လည်းလွှဲချော်သွားတဲ့သူတွေအထက်မှာပါဝင်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုအယ်နာဇာမက်ဆီဟာကာလာရှ်တာရှေပြန်ဘက်ရော်နယ်ဒိုနဲ့လည်းအမေရိကန်မှာထိတ်တိုက်ရင်ဆိုင်ရတော့မှာမဟုတ်ပါဘူးအသက်40အရွယ်ပေါ်တီကေတိုက်ဆက်မှုဟာပြိုင်ပွဲမှာကစားဖို့နီလန်းရှောက်ပွေနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ် FIFA ဥက္ကဋ္ဌအန်ဖန်တီနိုကရော်နယ်ဒိုဟာ Saudi Arabia Club El Nassr ကနေပြိုင်ပွဲဝင်ကွင်းရအသင်းစီပြောင်းရွှေ့ကောင်းပြောင်းရွှေ့နိုင်တယ်လို့အကြံပြုခဲ့ပြီးဆွေးနွေးမှုတွေလုပ်နေတယ်လို့ဆိုခဲ့ပါတယ် ီးခဲ့တဲ့သတင်းပတ်ကုန်ကပေါ်တူဂီနဲ့အတူ Nation League ဖလားရရှိခဲ့တဲ့ Blondie Ozoo ငါချိန်ရှန် Ronaldo ကတော့ပွဲပြီးမှ Anderson မှာပဲဆက်နေဖို့ဆုံးဖြတ်တာကြောင့်ပြောခဲ့ပါတယ်တချို့တဲ့နေကကျွန်တော်စီဆက်သွဲခဲ့တယ်လို့ Manchester United နဲ့ Real Madrid ကျဲပွင့်ဟောင်းက Nation League ပြိုင်ပွဲ final မတိုင်ခင်စနေနေ့ညနေပိုင်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။တချို့ကလက်ခံနိုင်စရာရှိပြီးတော့တချို့ကအတိတ်ပဲမရှိပါဘူး။ ဒါပေမဲ့ခမအနေနဲ့အရာအလုံးကိုလှုပ်ဆောင်ဖို့စူးစမ်းလို့မရနိုင်ပါဘူး။ပြိုင်ပွဲတိုင်းကိုရှင်ပြိုင်လို့မရနိုင်ပါဘူးလို့သူကပြောခဲ့ပါတယ်။ဘူဂါယိုဆာကာအာဆင်နယ်ချန်ပီယံလိဂ်ဆီမီဖိုင်နယ်ရောက်ခဲ့တဲ့အာဆင်နယ်အသင်းကလည်းပြိုင်ပွဲကနေလွဲချော်မဲ့နောက်ထပ်အသင်းတစ်သင်းဖြစ်ပြီးတော့ရာသီကိုဖလားလက်မဲ့နဲ့အဆုံးသတ်ခဲ့တာကြောင့်ကလပ်ကဘာဖလားပြိုင်ပွဲကတော့စုတစိတ်တစ်ခုခုရယူပေးမဲ့အခွင့်အရေးဖြစ်ခဲ့မှာပါ။အင်္ဂလန်လက်ရွေစင်ဆာကာရဲ့တခုတည်းသောကလပ်ဖလားကတော့ community တိုင်းကလွဲလို့ Arsenal နဲ့အတူ2020မှာရရှိခဲ့တဲ့ FA ဖလားပဲဖြစ်ပါတယ်။ Mikel Arteta ရဲ့အသင်ဟာဒီရာတီမှာအ धिक အစုဖလားတွေအတွက်ရှင်ပြိုင်နိုင်တဲ့အဆန့်ထိတိုးတက်လာခဲ့ပြီး Real Madrid ကိုတော့မှ Champions League ကနေထွက်အောင် လုံပြနိုင်ခဲ့ပေမဲ့စုဖလားနဲ့တော့လွဲချော်ခဲ့ပါတယ်။အရေးချင်းရှိတဲ့ကစားသမားတယောက်အတွက်ထိတ်တန့်အဆင့်မှာ600တိကျပုံမှန်ကစားခဲ့ပြီးနောက်ဇာကာဟာသူ့ရဲ့စုတစိမ့်စုဆောင်မှုကိုတိုးချဲ့တင်ပါတယ်။ ာဆင်နယ်ဟာလီဗာပူးနဲ့မန်ချက်စတာစီးတီးတို့ကိုကြောတက်ဖို့ကြိုးစားနေလို့စုချင်းငွေတွေကိုလွှဲချော်ခဲ့ရတဲ့အတွက်လည်းစိတ်ပျက်မိပါလိမ့်မယ်။အရိယသက်နှစ်တန်းကအင်္ဂလိပ်ဘောလုံးလောကကိုမကြသေးတဲ့ရာသီတွေမှာလွှမ်းမိုးထားတာကြောင့်ဖြစ်ပါတယ်။ဘရာဇီးလ် icon နေမှာဟာ Saudi Arabia က El Hilal မှာဒဏ်ရာနဲ့ရုံးကန်ခဲ့ရပြီးတော့လာမယ့်နွေရာသီကမ္ဘာဖလားပွဲမတိုင်ခင်စံခိုင်ပွန်နဲ့ကောင်းကောင်းကစားနိုင်ဖို့2025 January မှာ Santos ကိုပြန်လာခဲ့ပါတယ်။ အသက်33နှစ်အရွယ်တိုက်စစ်မှုဟာအသက်အရွယ်ကြောင့်ဆွမ်းဆောင်ရည်ကျဆင်းလာပြီးမဲ့ပြည်ပွဲရက်မှာနမဲကြီးစုံကစားသမားတွေတက်ကတယောက်ဖြစ်နေစေပါသူမပါဝင်နိုင်တာကစေပွားရေးပိုင်းအရာလဲထိခိုက်မှုတစ်ခုပါနေမာလာသူ့အကြောင်းဘယ်လိုပြောရမလဲသူကထူးခြားတဲ့ကစားသမားတယောက်ပါကျွန်တော်ဘောလုံးကစားသမားဘဝမှာသူကခရစ်စတီယာနိုနဲ့မက်ဆီတို့နဲ့အတူထိတ်ဆုံး၃ယောက်ထဲမှာပါပါတယ်လို့ဘရာဇီးကွင်းလယ်ကစားသမားကာစီမီရိုကပြောပါတယ် ပွဲစဉ်စဉ်သူတွေဟာလက်မှတ်တွေရောင်းရဖို့ရုန်းကန်နေရတဲ့အချိန်မှာနေမှာပါဝင်လာနိုင်ရင်တော့အထောက်အကူဖြစ်ခဲ့မှာပါ။